မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့အဲမြမအိယာဝင် ပုံပြင်တော်လေးတဖို့ပါဟုတ်ကဲ့ဇာရစ်လာရောက်ဆိုတဲ့ပုံပြင်လေးလေးဟုတ်ပါတယ်ဒီ The Moonlight of Zabo ဒီပုံပြင်လေးလဲကစိတ်ဝင်စားစရာယဉ်ကျေးမှုအချက်တွေအတွင်းသဘောလေးတွေကိုနည်းနည်းအသေးစိတ်ကြည့်ကြအောင်อืมဒီပုံပြင်ကဖတ်လိုက်ရင်မိနစ်ပိုင်းလေးပဲကြာမှာပေါ့ဒါပေမဲ့သူနောက်ခံကစိတ်ဝင်စားဖို့ကောင်းတယ် အီရာဝတီမျက်နာကဇာဂုံးဆိုတဲ့နေရာလေးမှာပေါ့အဲ့ဒီဂုံးပေါ်မှာဖျားလေးတစုရှိတယ်ဆိုဟုတ်ကဲ့အဲ့ဖျားလေးကညညဆိုခေါင်းလောင်းတန်ကြာရတတ်တယ်တင်းတင်းဆိုပြီးပေါ့လေအဲလူလဲမနေဘူးဆိုအဲ့ဂုံးပေါ်မှာဟုတ်ကဲ့ဘသူမှမနေဘူးဒါပေမဲ့အဖွားတွေပြောစကားအရတော့အဲ့ဒီနေရာကိုလေဇောကြီးတပားကစောင့်ရှောက်နေတယ်လို့ယုံကြည်ကြတာပေါ့ဇောကြီးမြမပုံပြနေတဲ့ကောဖြီနီဝိတ်တန်ခိုးရှင်နေမှန်ပါတယ်အသက်ရှည်စေးတော့ အဂီယာလန်တို့လိုက်စားရသူတွေဆိုပါတော့ဟုတ်ကဲ့အဲ့တော့ဒီဇလတ်မှာအတ ିକ ဇက်ကောင်လေးကသစင်းဆိုတဲ့ခလေးမလေးရှစ်နှစ်ရွယ်နော်ဟုတ်ပါတယ်သစင်းလေးကအဲ့ဒီဇောကြီးကိုယုံကြည်တယ်လေးစားတယ်ခေါလောတန်ကြားရင်လေလှုပ်လိချီပဲကျေးဇူးတင်ပါတယ်လို့ပြောတတ်တဲ့ချစ်စရာလေးနော်သူရဲ့အဲ့ဒီယုံကြည်မှုလေးကတည်းဇလန်ကိုစလိုက်တာပေါ့ဟုတ်ပါတ냐မှာပေါ့လာဖင်းညကြီးမှာထူးထူးခြားခြားအဲ့ဒီဇာကုန်းတစ်ခုလုံးမှာတုံလာရောဟင်တုံလဲဟုတ်ကဲ့ပြီးတော့ဖះမှာအနီအောင်အလင်းနိုင်ကြီးပေါ်လာတာ ဆိုလိုရွာသားတွေကတော့ကြောက်ကြတာပေါ့လေကြောက်မှာပေါ့ဒါမဲ့တဆင်းလေးကတဆင်းလေးကတော့ရဲရဲဝံ့ဝံ့ပဲတက်ကြည့်ရဘာဖြစ်တာလဲဆိုပြီးတော့အဲ့ဒီမှာ तू ဘာသွားတွေ့လဲအဲ့ဒီမှာ तू တွေ့လိုက်တာကမြမတန်တားရေထဲကလို့လေမြစ်ဆောင်နဲ့ရေဆောင်နဲ့ဆိုရဲငကားတကောင်တကားကြီးဟုတ်တယ်ဖះကိုပတ်ခွေပြီးငိုနေတာတဲ့သူ့ဘေးမှာတော့ဒူလေးထောက်ပြီးအဖော်ပြုတ်နေတဲ့ဇော်ကြီးရှိနေတာပေါ့ဟင်ငကားကဘာလို့ငိုနေရလဲသူ့မှာဘာခက်ခဲရှိလို့လဲသူ့ရဲ့အင်မတန်တန်ဖိုးကြီးတဲ့မိုးပလဲပြောင်းနေလို့ပါ မိုးပလဲအဲ့ဒါကဘာကအရေးကြီးတာလဲအဲ့ဒီပလဲမရှိရင်လေသူတို့ data မှာမိုးတွေခေါင်းမယ်ရေရှားမယ်စိုက်ခင်းတွေအကုန်ပျက်စီးကုန်မှာအဲ့ဒါကြောင့်ငကားကစိတ်ပူပြီးငိုနေတာဇော်ကြီးကလည်းတစင်လေးကိုရှင်းပြတယ်လေဒုက္ခပါပဲဒါဆိုပလဲကဘတူယူသွားတာလဲဘီလူများလားဟုတ်တယ်မနစင်ဆိုရဲလောဘကြီးတဲ့ဘီလူမှတယောက်ယူသွားတာဇော်ကြီးလိုတန်ခိုးရှင်ကလောပြန်မတောင်းနိုင်ဘူးလားနမိုးတိုက်ပြပြမယူနိုင်ဘူးလားအဲ့ဒါကစိတ်ဝင်စားဖို့ကောင်းတာ ဇော်ကြီးကတိုက်နိုင်တယ်။ဒါပေမဲ့အဲ့ဒီဘီလူးမရဲ့ဂူကိုကာထားရဲ့မော်တကားရှိတယ်လေ။အဲ့ဒီတကားကိုဖွင့်ဖို့ကတန်ခိုးနဲ့မရအောင်။ဩဘလို့လောက်ရလဲ။စိတ်ထားအယံဖြူစင်တဲ့ခလေးတယောက်ရဲ့စွမ်းအားနဲ့မှအဲ့တကားကဖွင့်မှာ။အာဒါကြောင့်တဇင်လေးနဲ့တွားတွေ့တာကိုဟုတ်ပါဆိုတော့ဒီအရေးကြီးတဲ့တာဝန်ကတဇင်လေးပခုံးပေါ်ရောက်လာတာပေါ့တဇင်လေးကလည်းတတိရှိရှိပဲလက်ခံလိုက်တယ်တော်လိုက်တာတန်နဲ့ဘီလူးမှုကူကိုဘယ်လိုတွားလဲ ဇောကြီးကလေးထဲမှာတကားပေါက်ဖန်တီးပေးလိုက်တယ်။တဇင်လေးကအဲ့တကားကိုဖျက်ရမှာဒါပေမဲ့ဖျက်က